အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရှိချင်းတစ်ခုမှတ်သားကြရအောင်အကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွဲနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေတခြင်းဆိုတာတောင် repetition တွေများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လောက်လိုက်ပေါ့အဲ့လိုချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်စီတာရန်နဲ့တဏီကုံလောက်နော်ဩနာတဏီကုံဩနာသူတို့ ီစကလုံးလေးတစ်လုံးနဲ့တင်អော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ဩကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားဉာဏ်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြာရောက်လာပြန်ပြီ ဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတွေ့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်နေတွေ့ကြရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီလုံးဝဘယ်တော့မှ ပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်း ကြောင်းအရဟံအရဟံဒါအဓိပ္ပာယ်တခုဖတ်တဲ့အခါမှာလဲသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးกว่าတယ်